်မင်္ဂလာပါဒီကနေ့ဦးဇင်ဘုရားကိုင်ဆရာတော်ဟာအာနာနဲ့2569ခုနှစ်လူရောဝါကောသတက်ကေ1389ခုနှစ်ဒဇောင်မုံလာစု3ရက်နေ့ဖြစ်တော်ပါပြီဦးဇင်တို့ဒီကနေ့အဲမဟာရထပြည်နယ်အဲမတာနာပြုလာရင်ပတ်ဘာနီယိုရောက်နေပါတယ်ဦးဇင်နဲ့အခုမြင်တွေ့နေရတဲ့အဲကက်ထရီနာဆိုတဲ့ဒကမလေးဟာအဲဦးဇင်တို့ယထာဝတ်မှာလဲဆွေးနွေးရင်ဆွေးနွေးခဲ့မယ်အကြောင်းအားလျော်စွာ ကင်မရာရဲ့အာနေချက်ကြောင့်နှစ်ယောက်အပြန်အလှန်ပြောတဲ့ပုံတွေဟာဥစဉ်ပုံတွေကြံသူ့ပုံတွေကြံဆိုပြီးတော့မှားနေတဲ့အတွက်ဥစဉ်ပြန်ရရမှာဖြစ်တယ်လို့လွတ်လွတ်လပ်ပြောခွင့်မရှိပဲအခုမှပြန်ပြီးတော့ဥစဉ်တို့အသိရိုက်တာဒီကနေ့က9ရက်နေ့ကြာပြီနေ့တောက်ကြနေပါဆိုတော့ဇော်မွန်လာဆို3ရက်နေ့လည်းဖြစ်သွားပြီဒါကြောင့်ရတဲ့အချိန်တိုင်းဝက်ကလေးကိုအမှတ်တရပြန်တင်ပြတာပြောလို့ဒါတလူ တဘာဝရိတ်တာဆရာတို့နောက်မှာနိုင်ငံညာသားတွေအများအားပါတတ်တယ်အခုဥစားကဥစဉ်တို့ဒီပတ်ပါနီမှာတဘာဝရိတ်တာဆရာနဲ့ပူပေါင်းပြီးတော့တာနာပြုတ်ကိစ္စမှာဆရာတော်ဟာသူ့ရဲ့ passport အဲသူ့ရဲ့ American American passport ပေါ့ American green card ကိုပျောက်သွားလို့သူကြံသွားတော့ဥစဉ်ကဒီမှာဥဆောင်ပြီးတော့အတူလာကြတယ်အဲ့တော့အလုံးလုံးနေတဲ့နေရာမှာဥဒမတာနောက်ကိုဘာကြောင့်ဒီလောက်လိုက်နေတာလဲ သူဘာတွေလိုချင်တာလဲဒါလိုပဲအခုအုတ်မသာရပါရမနီလာပေါင်းမဲ့အချိန်မှလည်းသူနဲ့သူအမေရိကန်နိုင်ငံသားပါမယ်ဆိုလို့ဆရာတော်အုတ်မသာရတဘာဝဆရာတော်ဘလူရီတာနာပြုနေလေတိရအောင်ဒါအခုတွေ့နေရတဲ့မက်ကသရီဟုတ်တယ်နော်ကတိနာကတိကတိနာကတရီနာကတရီနာကတရီနာဦးဇင်းတို့ဒါအပြန်အလှန်မေးမြန်းမှဖြစ်ပါတယ်โอเคကတရီနာရေတွေ့ရတာဝမ်းသာပါတယ် you know မိတ္တမင်္ဂလာပါမင်္ဂလာပါ yeah ဟုတ်ပြီဆိုတော့ဦးဇင်းကအင်္ဂလိပ်လိုပြောပြီးမှအားနဲ့မဘေးမှလည်းဦးဇင်းတို့ကူညီပြီးတော့ပြောပြီးမဲ့တက္ကမလေးတယောက်ရှိပါတယ်မိဆိုပင်စုစကားမှုကတိညာ you are uh, life and a little to chok ကို assembly and uh, so to the point you are life and nearly တဘာဝရိတ်တာဆရာတို့ life and nearly yeah yeah i တဘာဝရိတာဆရာတော်တွေ့ချင်ဝါနဲ့ကတိနာရဲ့ဘဝအကြောင်းလေးရောပြလို့ I uh he uh, want to know that about the West no you are first meeting and then the ဆရာတော် yeah. and uh, how do you feel it okay um uh, 11 years ago i was <laughs> a, traveler <laughs> <laughs> i was uh, traveling in asia Oh, and, uh, Ishaanilai. Yes, and I spent five months in India, where we are now. Oh. And then after India, I was looking where else I can go, in what other country in Asia. And just randomly, I found on the map Myanmar. Nobody knows about Myanmar. No traveling information. Uh, we don't know anything. So just randomly, I decided to go to that country and uh, as I was uh, on a long time travel, I needed to save the budget. So I was looking for some contacts of local people at the website of uh, Couchsurfing. This is a site for travelers where travelers help each other, and when I come to their country, they can help me with guidance, with advice, they can meet me and show around, or even they can host me at their place. So at this website, I found a guy from Germany who had been staying in Tabarwa already for half a year. His name is Kelvin. Now he's a monk for more than five years already, maybe six or seven years. And uh, Kelvin invited me to come to Tabarwa, saying that if you are interested in meditation, you can come and practice and you can see the life of monks and nuns. The only rule, no rules, only rule is to respect the community and be interested in meditation and volunteering. And then you can stay. I didn't know much about meditation and Buddhism and Dhamma. I had only short previous experience, but it was quite fascinating to come and join Buddhist community like this. And uh, I came thinking that it will be for five days maybe, but ညဘာသာပြန်မလို့နဲ့ပြောပြလို့ရတယ်အခုစင်ကြားပြရတဲ့အတိုင်းပဲသူပြောတာကိုအင်္ဂလိပ်လိုနားလည်နိုင်တဲ့သူတွေကနားလည်နိုင်တယ်ဂျာရီကတမီလေးတယောက်ကလည်းရှင်းပြပါလိမ့်မယ်အာလိုကတီနာနာတော်လွန်ခဲ့တဲ့7နှစ်ကနေမှတဘာဝိတဆရာတော်နဲ့စတင်တွေ့ဆုံခဲ့ပါတယ်တဲ့ဘလို့စတင်တွေ့ဆုံလဲဆိုတော့သူကတော့ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်နေပေါ့ ယူထိုင်လို့ရှင်သူတို့ကတစ်နှစ်ကို၄လ၅လလောက်ကိုဒီဒီအေရှားနိုင်ငံမျိုးသွားပြီးတော့မှလက်ပတ်လေးရှိပါတယ်တဲ့အဲ့တနစ်မှာတော့သူကဒါအေရှားနိုင်ငံတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံကိုသွားလည်ဖို့အတွက်ဟို website ကနေ share ရခါမှာအဲဂျာမနီတန်ငယ်ချင်းတယောက်ကို Kevin ဆိုတာ ਨੇ အဆက်သွယ်ရပါတယ်တဲ့။ကဲဂျာမနီကကေဗင်ဆိုတဲ့တယောက်ကအဲသူကမြန်မာနိုင်ငံကိုလာလို့ရှိရင်ဒီတဘာဝတရားရေးသားမှာဒါရေရှည်တဲလို့ရတယ်ပြီးတော့ခါကြတော့ဒီဗုဒ္ဓဘာသာတွေလည်းဖြစ်တယ်အမမင်းဖုံကြီးရေးဒီလားရှင်တွေနဲ့လည်းတွေ့နိုင်တယ်တရားလည်းထိုင်လေးလာလို့ရတယ်ဆိုပြီးတော့ဖိတ်ခေါ်ခဲ့တဲ့အတွက်ကြောင့်မို့သူကတဘာဝရေးသားကိုရောက်ရှိလာတယ်ခုလိုကြားသိရတဲ့အတိုင်းပဲအင်္ဂလိပ်လိုနားလဲသူတွေနားလဲနိုင်လို့ဂျာတွေက တမီလေးရတယ်ဓမ္မလေးရတယ်သူတတ်နိုင်လောက်ရှင်းပြတယ်ဦးစင်တို့ပြောတာမပြည့်စုံရင်တောင်ဓမ္မမိတ်ဆွေတွေဖြစ်ဆွဲနားလည်ပေးဖို့တဘာဝရိတ်တာဆရာတော်ဆိုတာမြန်မာနိုင်ငံမှာတော့အငင်းပွားပဲနိုင်ငံရေးနဲ့တော့၎င်းဆောင်ရွက်မှုတွေအားလုံးကအောင်မြင်မှုတွေကိုဒီကနေ့ပုတ်ခတ်ခါမတ်ပေရာလိုတကောင်နဲ့တယောက်ထင်းနဲ့ရှင်းတန်းလောကကိုပြောင်းစံအောင်ကြိုးစားနေတဲ့တဘာဝရိတ်တာဆရာတော်ကိုဘုရားကွင်ဆရာတော်ကနားလည်မှုပေးတာမဟုတ်ပဲတကယ်ကြိုးစားမှုပုံမှာကမ္ဘာအလယ်မှာကြတော့တဘာဝရိတ်တာဆရာတော်က ဘလူရီချင်းကနေလေတီထောင်ထားတဲ့အဖွဲပေါင်း120ကျော်မကကမ္ဘာနိုင်ငံအသီးသီးမှာလည်းအဖွဲပေါင်း20 30ရှိတယ်မြန်မာနိုင်ငံမှာရှိနေတဲ့သဘောရိပ်သာဆရာတော်ဟာဘာတွေလုပ်နေသလဲဆိုတာကိုသိရအောင်ဖြစ်တယ်လို့သူတို့ရဲ့မူရင်းဒေတာဖြစ်တဲ့ကက်ထရီနာဟာဘယ်ဘဝကလာတယ်အသက်အရွယ်အခုဘယ်လောက်ရှိပြီသူ့ရဲ့ငယ်ဘဝကဘယ်လိုဖြတ်သန်းခဲ့တယ်ယုံကြည်မှုကဘာအဲသူဒီဗုဒ္ဓဘာသာအခုချင်းကပ်ရင်အခု ဂါယာမှာလည်းသီလရှင်စံဝုချင်နေဆိုသလိုဆယ်နှစ်တာလူတယောက်ကိုလေ့လာခဲ့ရသလိုတို့မြန်မာပြည်မှာစကားရှိပါတယ်လားသုံးနှစ်သုံးမျိုးအဲကျူစားပြီးမှအဲယောက်ျားလူတာတောင်းဘဝကိုတည်ဆောက်ရယ်ဆယ်နှစ်တာကာလဘဝကိုပြည့်စက်ပြီးတော့သီလရှင်ဝတ်ပြီးတော့ဘဝပြောင်းမဲ့ကက်သရီနာရဲ့ငယ်ဘဝ long life is a clear what and child and အရာလေးကို clear မေးလိုက်ပါအောင်ဆိုတော့ဒါလေးကိုအများသိအောင်လို့ sharing that you are childhood like and now you are age. And you are, are living religions? Mm -hmm. Then living you are Shocked. ordinary uh, religion and the uh, change the uh, uh, original religion and now how do you feel that Buddhism feel? Mm -hmm. Yeah, please share. Okay. So we jump to new question. Yeah. I didn't finish that, but now new question. Okay. Yeah. Mm -hmm. okay. So I was born in Belarus. Both Belarus, in, grew up in Belarus. Yeah. Mm. So this is a Christian country, but not religious at all. My family is not religious. We know that there are some holidays like uh, Easter, and we know that people eat hard-boiled eggs, which are painted, but nothing more than that that we practice. So for me, it wasn't a big change

တန်လူချင်းနဲ့ရှိတူဝီလီယံကြီးကအတန်းပြီးတယ်မန္တလေးကနေရှိနေတူဟေးကောင်းပါပြီအခုဆိုရင်ကြားသိရတယ်မယ်ဒါဥစဉ်တော့လေအဲကုညီတဲ့သူရဲ့စေနာနဲ့အတူသူကဘီလာရုနိုင်ငံသားဖြစ်တယ် non religion ကလာတယ်အဲနောက်ပြီးတော့နောက်ပြန်အခုလိုမျိုးပေါ့ဘာသာရေးတွေတိညာနေရလာတဲ့ဟာတော့သူတို့ကလုံးဝ bit change ကြီးမားတဲ့ပြောင်းလဲမှုကြီးကိုသူတွေ့ရတယ်ပေါ့အဲ့တော့အခုလောဆယ်အတက်က another question yes <laughs> yes no question we flow <laughs> no matter then uh, how old are you and uh, you, uh, you are about your married life mm. yeah. i'm 43 years old now this uh, is the I, had some experience of married life, quite enough <laughs> in my life, so that now I can quit that experience and from a married woman become a non-married woman and take monastic life.